်အော်ရီဘလာပလေးအော့ဖ်ဝင်ခွင့်ရရှိအောင်မိုင်အမီကိုသူ့ရဲ့သွင်းကိုးတွေနဲ့ထန်းတင်ခဲ့ပြန်တဲ့မက်ဆီလူရဲမက်ဆီကဗိုလ်ဒူနေညာကနယူးယောက်စီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာနောက်ထပ်တစ်ကြိမ်သွင်းကိုးနှစ်ကိုးနဲ့ဂိုးပန်နမှုတစ်ကြိမ်ပြုလုပ်ပြီးတော့အင်နာမိုင်မီကို95အော်ရီဘလာပလေးအော့ဖ်ကစားခွင့်ရရှိအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်ပထမ43မိနစ်မှာမက်ဆီကအသင်းပေါ်ရိုရီဂတ်ဂိုးသွင်းယူနိုက်တက်ဖန်တီးပေးခဲ့ပြီးတော့84မိနစ်နဲ့86မိနစ်တို့မှာလည်းကိုယ်တိုင်ဂိုးတွေသွင်းခဲ့ပါတယ်အင်နာမိုင်မီအတွက်ဆွာရက်စ်ကလည်းဒုတိယပိုင်းမှာဂိုးသွင်းပေးခဲ့ပြီးတော့ မက်ဆီကဟက်ထရီရရှိမဲ့ပန်နာရီကန်ခွင့်ကိုငင်းဆန်ခဲ့ပြီးဇွာရက်စ်ကိုပေးကန်ခဲ့တာဖြစ်ပါတယ်။အသက်38နှစ်မှာမက်ဆီရဲ့စွမ်းဆောင်ရာဘောလုံးလောကရဲ့အားအသင့်စရာဖြစ်ရတဲ့ခုပါ။သူကရုပ်ပိုင်းဆိုင်ကြံ့ခိုင်မှုထိန်းသိမ်းထားပြီးတော့သူ့ရဲ့နီးစင်ပန်းဆိုင်အရေးသွေးတွေကိုဆက်လက်ပြသနေပါတယ်။ဒီဘက်မှာသူ့ရဲ့တကူတော်ဆွဲပြေးပြီးတော့သွေးငင်ခဲ့တဲ့ကိုကသူ့ရဲ့အမြန်နှုံးဘောလုံးထိန်းချုပ်မှုနဲ့အကွက်မြေမုံပြသခဲ့ပါတယ်။ဒါလို့စွမ်းဆောင်ရာသူ့ရဲ့ဇာမဘဝရဲ့အထွတ်ထိပ်ကာလတွေကိုပြန်လည်ပြီးတော့အမှတ်ရစေပါတယ်။မက်ဆီရဲ့စွမ်းဆောင်ရုံကိုထိန်းသိမ်းနိုင်မှုဟာသူ့ရဲ့ professional စိတ်ဓာတ်နဲ့ကြံ့ခိုင်မှုစနစ်ကျထိန်းသိမ်းတာအကြောင်းပါ သူကလေးချိန်မှာစီကံကြရှိပြီးတော့စားတော့ပိုင်းနဲ့ glue site ထိမ့်သိမ်းပါလေဒီလိုစူးစမ်းမှုတွေကြောင့်သူဟာတက်ရွယ်ကြီးလာတဲ့ခါမှလည်းထိတိုင်းစားမဖြစ်နဲ့ရှိနေသေးပါဒီဘက်မှာသူ့ရဲ့ကိုယ်သွေးမှုနဲ့ဖန်တီးမှုတွေကသူ့ရဲ့ကြံ့ခိုင်မှုနဲ့ newsday by sign ထူးချွန်မှုထင်ရှားစွာနဲ့ပြသခဲ့ပါလေမက်ဆီရဲ့စွမ်းဆောင်ရာ NMMI ရဲ့ယာတီအောင်မြင်မှုအတွက်အဓိကအခန်းကဏ္ဍကနေပါဝင်နေပါလေသူဟာအသင်းရဲ့တားဆစ်ကိုဦးဆောင်တာမှာကလူငယ်စားမအတွက်စံနမူနာတစ်ခုဖြစ်ပြီးတော့အသင်းရဲ့စီလုံးညီညွတ်မှုကိုမြင့်တင်ပေးနေပါလေမက်ဆီရဲ့ခေါင်းဆောင်မှုက NMMI ရဲ့အောင်မြင်မှုအတွက်အဓိကကြတဲ့အချက်တစ်ခုပါ သူကကွင်းထဲမှာစွမ်းဆောင်ပြအောင်သာမကပဲကွင်းပြင်ပလည်းအသေးမော်ဒီလုံးစော်ပေးနိုင်တဲ့ပုံကိုဒူးဖြစ်ပါလိမ့်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Wine Sport ကနေကြိုဆိုလိုက်ပါတယ်။ Iba 69နဲ့ Fabian Miss ကစားလို့ရဆိုရင်တော့ Viber နံပါတ်399 454 569ကိုဆက်သွယ်လိုက်ပါ။ဒီဘက်မှာ Panadico Suarez ကိုပေးကန်ခဲ့တဲ့လိုရက်ကသူ့ရဲ့အသေးမော်ဒီပေါ်ယုံကြည်မှုနဲ့ပံ့ပိုးမှုကိုပြသခဲ့ပါလိမ့်။ Messi ရဲ့ခေါင်းဆောင်မှုကအသင်းရဲ့လူငယ်ကစားမိုင်းပေါ်တည်အောင်မှုရှိခဲ့ပါလိမ့်။သူတို့က Messi နဲ့အတူကစားတာကြောင့်ပုံမယုံကြည်မှုရှိလာပြီးတော့သူတို့ရဲ့စွမ်းဆောင်ရုံကိုမြင့်တင်နိုင်ခဲ့ပါလိမ့်။ မက်ဆီရဲ့ကောင်းဆောင်မှုဟာအင်တာမိုင်မီရဲ့နှီးပြဖြစ်သူမာရှယ်နိုတို့လည်းအရေးပါတဲ့အထောက်အကူတွေရရှိနေစေခဲ့ပါတယ်မက်ဆီရဲ့ကွင်းထဲမှာဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့ဖန်တီးမှုတွေကမာရှယ်နိုရဲ့နှီးပြဟာကိုပုံမအောင်မြင်စေခဲ့ပါတယ်ဒီဘက်မှာမိုင်အမီရဲ့တိုက်စစ်ဇာမောကမက်ဆီရဲ့ဥစားမှုအောက်မှာပြတ်သားပြီးတော့ထိရောက်ခဲ့မက်ဆီရဲ့ဒီပွဲစဉ်မှာပြသခဲ့တဲ့စွမ်းဆောင်ရာအင်တာမိုင်မီရဲ့အနာဂတ်အတွက်မျှော်လင့်ချက်ပေးခဲ့ပါတယ်မက်ဆီယာနောက်25ရာသီမှာမိုင်အမီကို MS ဖလားဆုခုစီနိုင်မှုအဓိကဥစားသူဖြစ်တဲ့ဆက်ရှိနေပြီးတော့အသင်းအောင်မြင်မှုတို့အဓိကကြတဲ့ဇာမဖြစ်ရှိနေပါတယ် သူရဲ့ဂိုးသွင်းစွမ်းရည်နဲ့ဖန်တီးမှုတွေကအင်တာမိုင်းမီရဲ့တိုက်စစ်ကိုပုံမအားကောင်းစေပြီးတော့အသင်းကိုစူပလာတလုံးလုံးတော့မျောလင်းချက်တွေရှိစေပါတယ်။မက်ဆီရဲ့နာကက်မှာအင်တာမိုင်းမီမှာဆက်လက်ကစားမလားဆိုတာကပရိသတ်ရဲ့စိတ်ဝင်စားမှုတစ်ခုပါ။သူက2025ရာသီကုန်မှာစာချုပ်တက်တန်းကုန်မှာဖြစ်ပြီးတော့အသက်ရဲ့ကြောင့်အနိုင်ဖို့ဆုံးဖြတ်တာမျိုးလည်းလုပ်လာနိုင်ပါတယ်။ဒါပေမဲ့ဒီဘက်မှာသူပြသခဲ့တဲ့စွမ်းဆောင်ရည်ကသူဟာနောက်ထပ်ရာသီတစ်ခုလောက်ဆက်ပြီးတော့ကစားနိုင်တဲ့ဆောင်ပြသခဲ့တာပါ။သူရဲ့ကြံ့ခိုင်မှုနဲ့ပါရမီကအင်တာမိုင်းမီတို့ကအနာဂတ်အောင်မြင်မှုတွေဆက်လက်ယူဆောင်လာနိုင်မယ်လို့ယုံကြည်ကြရှိပါတယ်။ နမ်မန်မီကမက်ဆီရဲ့ဥဆောင်မှုအောက်မှာဆူဖလားတွေစကူးနိုင်ဖို့မျောလင်းချက်တွေအရဆက်လက်ရှင်းသန်နေသေးပါ။ဒါပေမဲ့မက်ဆီကိုပဲအလုံးမင်းအားပြုအခြေတည်ပြီးတော့အားကုန်လုံးတဲ့ပုံစံတော့မိုင်းမီတို့ပြင်ဆင်မှုလိုပါလိမ့်။မောရင်တော့အသင်းအတွက်ရေရှည်အားမခံချက်မရှိနိုင်ပါဘူး။စုံလိကြီးပြဲအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။